စင်းတွေလိမ့်တန်ပြွန်တွေခွဲစိတ်မှုတွေကအမျိုးသားလိမ့်တန်ပြွန်တာကိုထိုင်းလျောက်တတစီနိုင်တယ်ဆိုတာကိုလူအများစုသိကြမှာပါ။ဘာဖြစ်ရင်အစားအစာတွေကရောအမျိုးသားတွေရဲ့လိမ့်တန်ပြော့ခြင်းအပေါ်ကိုတက်ရောက်မှုရှိလားဆိုတဲ့မေးခွန်းရဲ့အဖြေကိုပြောရမယ်ဆိုရင်တော့အစားအစာတွေကလည်းလိမ့်တန်ပြော့ခြင်းဆိုင်ရာပြဿနာကိုတတစီနိုင်ပါတယ်။ဒါကြောင့်ဒီပြိုလေးထက်မှာတော့လိမ့်တန်ပြော့ခြင်းရောဂါကိုဖြေရှင်းပေးနိုင်တဲ့အစားအစာတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ီဒီလိုမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားလူတွေပဲလို့ဆက်ပြီးပါအောင်ရှင် လိန်နံပြောတာကိုဖြေရှင်းပေးနိုင်တဲ့အစားအစာတွေထဲကပထမတစ်မျိုးကဖရဲသီးပဲဖြစ်ပါတယ်။လိန်နံပြောတာကိုကုသပေးနေတဲ့ဆေးတွေမှာပါဝင်တဲ့ drug ပေါင်းကဖရဲသီးတွေမှာလည်းပါဝင်ပါတယ်။အဲ့ဒါအပြင်ဖရဲသီးကအမျိုးသားတွေရဲ့လိန်စိတ်ဆန္ဒပြင်းပြခြင်းကိုအရှိန်မြင့်တင်ပေးနိုင်တယ်လို့လေ့လာချက်တွေကဆိုပါတယ်။ဖရဲသီးမှာရေဓာတ်အများဆုံးပါဝင်တဲ့အပြင်လိုက်ကိုဘေးလို့ခေါ်တဲ့အနီအောင်ခြေပစ္စည်းအားဆိုရင်နှလုံး prostate တို့ရဲ့ကလင်းနဲ့အရေးပြားတဲ့အတွက်ကောင်းကျိုးဖြစ်စေပါတယ်။ နောက်တစ်မျိုးကတော့ကမာကောင်ပဲဖြစ်ပါတယ်။အခွန်မရေတဲ့တော်ဝါတစ်မျိုးဖြစ်တဲ့ကမာကောင်နေရာဆိုရင်တည့်ရဲ့တက်စတိုစီရိုဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်ပြီးတော့လိင်စိတ်ဆန္ဒကိုတိုးမြင့်စေပါတယ်။အဲ့ဒါအပြင်ကမာကောင်တွေမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဇင်းတက်တွေလည်းပါဝင်ပါသေးရဲ့ရှင်။နောက်တစ်မျိုးကတော့ကော်ဖီပါနော်။မနက်ခင်းမှာကော်ဖီတစ်ခွက်တောက်သုံးလိုက်ခြင်းကစိတ်ကျေနပ်ဖွယ်ကောင်းရတာမကပဲတည့်ရဲ့လိင်မိုင်းဆန္ဒလုံဆောင်ချက်တွေကိုလည်းအရှိန်မြင့်တင်စေနိုင်ပါတယ်။ဒီနေ့ကိုကော်ဖီနှစ်ခွက်ကနေသုံးခွက်ကြားတောက်သုံးတဲ့အမျိုးသားတွေကလိင်လံပြော့စဉ်ပြဿနာနည်းပါတယ် ယ်လို့လေးလာချက်တစ်ခုကဆိုပါရယ်ဒါကဘာကြောင့်လဲဆိုတော့ကဖိန်းဓာတ်ကသွေးလည်ပတ်မှုနှုန်းအကောက်စီတဲ့အတွက်ပဲဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့အနက်ရောင်ချောကလက်ပါတစ်ပတ်ကိုချောကလက်အနက်အောင်စအနေငယ်စားပေးတာကသိရဲ့နှလုံးနဲ့တခြားခန္ဓာကိုအစိပ်ပိုင်းတွေကျန်းမာရေးကိုကောင်းမွန်စေပါတယ်ချောကလက်မှာပါတဲ့ flavanol ကသွေးကြောကျန်းမာရေးကိုကောင်းမွန်စေပြီးတော့သွေးပြေအောင်လျော့ကျစေပါတယ်။အဲဒါအပြင်ဒီ flavanol အဆိုရင်လိင်နဲ့ထောင်ဝက်ချီုံဖြစ်စေနိုင်တဲ့ nitrate oxide ထွက်ပေါင်းတွေထွက်ရှိဖို့လည်းကူညီပေးနိုင်ပါတယ်။နောက် တမျိုးကတော့အခွန်မာတီပါနော်အခွန်မာတီရဲ့မျိုးစားတွေထဲမှာဟေဇယ်တီတကြာတီမြေပဲနဲ့ဝတ်တချတီတွေပါဝင်ပါတယ်အခွန်မာတီတွေမှာအာဇင်နိုင်းလို့ခေါ်တဲ့ nitrate oxide ထွက်ရှိစေဖို့အတွက်ကုညီပေးနိုင်တဲ့အမိုင်နိုအက်ဆစ်တွေပါဝင်ပါတယ်အဲ့ဒါအပြင်အခွန်မာတီတွေမှာဆိုရင်ဗီတာမင် E ဗီတာမင် B အုပ်စုဝင် folic acid နဲ့အမြင်ဓာတ်တွေလည်းကျော်ဝါဆိုတာပါဝင်ပါတယ်ဒါပေမဲ့အခွန်မာတီတွေက calorie ဓာတ်တွေကျော်ဝါဆိုတာပါဝင်တဲ့အတွက်အများကြီးတော့မစားသင့်ပါဘူးရှင်နောက်တစ်မျိုးကတော့စပြည့်စီဝိုင်းပါ တင်ကသမြဝိုင်အောင်ငကိုကလေးကကြိုက်နေတဲ့သူတယောက်ဖြစ်တယ်ဆိုရင်တော့ဒါကတည်င်းောက်တစ်ခုပါပဲသမြဝိုင်မှာပါဝင်တဲ့အာဟာရဓာတ်တွေကတင်းရဲ့ခန္ဓာကိုယ်အတွင်းရနိုက်ထရိတ်အောက်ဆိုက်ပမာဏကိုတိုးမြှင့်ပေးနိုင်ပါတယ်သမြဝိုင်အောင်မကြိုက်နေတဲ့ဘူးဆိုရင်လည်းသမြဒီနဲ့ပါဝင်ပစ္စည်းတွေတူညီတဲ့တလဲသည့်ဖြော်တွေကိုတောက်သုံးလို့ရပါတယ် အဲ့ဒါမျိုးကတော့တွတ်ုံဖြူပဲဖြစ်ပါတယ်။အနက်ပြေလုံးနဲ့တွတ်ုံဖြူတွေကသင်းရဲ့သွေးကြောအတွက်အဓိကအထောက်အပံ့ဖြစ်စေတဲ့အရာတစ်ခုပါ။သွေးလွတ်ကြောတွေမှာဂျိုးတွေဖြစ်ပေါ်တဲ့အခါသွေးစည်းစင်းမှုကိုပိတ်ဆို့စေနိုင်ပါရဲ့။ဒီလိုသွေးကြောကောင်းကောင်းမစည်းစင်းနိုင်တဲ့အခါသင်းရဲ့လင်မှုကိစ္စကိုလည်းထိခိုက်နိုင်ပါရဲ့။ဒါပေမဲ့တွတ်ုံဖြူကိုစားသုံးမိမယ်ဆိုရင်သင်းရဲ့သွေးလွတ်ကြောတွေရဲ့ကျန်းမာရေးကိုကောင်းမွန်စေပြီးတော့သွေးစည်းစင်းမှုအကောင်းစေပါရဲ့ရှင်။အဲ့ဒါမျိုးကတော့ငါပဲဖြစ်ပါရဲ့။ဆယ်မွန်နဲ့တခြားသောအစီအကျော်ဝါးတဲ့ငါးတွေက Omega 3 acid တွေအများအပြားပါဝင်တဲ့ငါးတွေ ဲဖြစ်ပါတယ်။ Omega 3အက်ဆစ်အားဆိုရင်သစ်ခလောင်ကိုအတွင်း natri oxide ထထုတ်လို့မှုတို့မြင့်ပေးနိုင်ပါတယ်။အဲ့ဒါအပြင်ဒီအက်ဆစ်တွေကသွေးပြေအောင်ရောကြစေပြီးရောနှလုံးဖောက်ပြန်မှုနဲ့သွေးကြောခဲတာတွေကိုကာကွယ်ပေးပါတယ်။ကျန်းမာလို့သူတယောက်အနေနဲ့တပတ်ကို75ရှစ်အောင်စားခန်းလောက်စားသုံးပေးတင်ပါတယ်။75ကစားသုံးမှုမနဲ့ကုဘူးဆိုရင်လည်းငါးတတာငါးတူနာငါးနဲ့မက်ဂရက်ငါးတွေစားသုံးပေးလို့ရပါတယ်။ဒါဆိုမျိုးကတော့ဟင်းသီးဟင်းမြွေတွေပါ။ကိုယ်လန်လိုအရွက်တွေက natri oxide ပမာဏအများပြားစီနိုင်ပါတယ်။ကိုယ့်ရ 雷姆真话也搞不懂他们嘎，啥，可能我这耳机吧，还要再嘴撇的。 ဗီတာမင်တွေတက်ထိုးဓာတ်တွေနဲ့အိုမီဂါ3ဖက်တီအက်ဆစ်တွေပါဖြည့်စွက်ပေးနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ငရုတ်သီးပဲဖြစ်ပါတယ်။ငရုတ်သီးနောက်တွေကသိရလင်မှုကိစ္စပိုင်းဆိုင်ရာစွာအောင်မြင့်တင်ပေးနိုင်ပါတယ်။ငရုတ်သီးအမျိုးအစားအမျိုးမျိုးမှာပါဝင်တဲ့အပူဓာတ်ဟာသွေးလှဘဟိုကောင်းမွန်စေပါတယ်။ဒါကြောင့်နှလုံးနဲ့တခြားအင်္ဂါတွေဖြစ်တဲ့လေအင်္ဂါတို့ထံကိုသွေးကြောတွေလည်းကိုယ်စားစီးဆင်းစေပါတယ်။အဲ့ဒါအပြင်ငရုတ်သီးတွေကသွေးပြာနဲ့ကိုလက်စထရောပမာဏကိုကျဆင်းစေပြီးတော့သွေးခဲကျင်းကိုကောက်ွယ်ပေးနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်မျိုးက ော့တန်လွင်စီပါတန်လွင်စီတွေကသိရခန္ဓာကိုတက်စတိုစတီရိုဟော်မုန်းတွေပိုထွက်စေပါတယ်အဲ့ဒါအပြင်တန်လွင်စီနဲ့အခွန်မာသီးတွေမှာပါဝင်တဲ့မိုနိုအက်ဆာချူရိတ်အစီကမကောင်းတဲ့ကိုလက်စတရောတွေကိုရှင်းလင်းပေးနိုင်ပါတယ်ဓာတ်ရုပ်ပစ္စည်းတွေနဲ့မထုတ်လုပ်ထားတဲ့တန်လွင်စီတွေမှာမှဇက်မာရေးအတွက်ကောင်းမွန်တဲ့အန်တာအောက်ဆီဂျင်ဓာတ်တွေအပြည့်အဝပါဝင်တာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်